မင်္ဂလာပါဒီနေ့တော့လေ online ကပရဲ့အလင်းအောင်နောက်ွယ်မှာရှိတတ်တဲ့အမ်တကယ်ကိုဝမ်းနည်းစရာဇလန်းကပုတ်ကိုကျွန်တော်တို့အတူတူကြည့်ကြအောင်ဟုတ်ကဲ့ internet ကနေနာမည်ကြီးလာတယ်ပိတ်ဆံတယ်အများကြီးရတယ်ဒါပေမဲ့အဆုံးသတ်မှာကြောက်စရာအဖြစ်ဆွအဖြစ်ဆွနဲ့ကြုံလိုက်ရတဲ့အမျိုးသမီးတယောက်ရဲ့အကြောင်းပေါ့နော်ဟုတ်ပါတယ် ဒီဖြစ်ကလေ online ပေါ်ကကိုပုံရိပ်ပြီးတော့တကယ်လက်တွေ့ဘဝကအခြေအနေတွေအာနောက်ပြီးတော့လူတယောက်ရဲ့ဆွဲလန်းစိတ်ကံတွေယုံကြည်မှုကိုဘလို့အလွဲသုံးစားလို့ကြီးကြေကွဲစရာဖြစ်ဆိုအထိဖြစ်သွားနိုင်လဲဆိုတာကိုအဲအဲ့ဒါကိုပြနေတဲ့ဇာတ်လမ်းတစ်ခုပါอืมကျွန်တော်တို့အဓိကပြောမယ့်သူကတော့အီတလီနိုင်ငံက caramel တဲစီပါ Only fans မှာဆိုရင်တော့သူကို Charlotte Angie ဆိုတဲ့နာမည်နဲ့လူသိများကြတယ်ပေါ့ဟုတ်ကဲ့သူမရဲ့ဘဝချက်ကြောင်းရယ်ပြီးတော့သူမရမ်းယုံကြည်ခဲ့တဲ့သူတဲ့ရော David Fontana ကြောင်းဖြစ်ခဲ့တဲ့ တကယ်ကိုကြောက်စရာကောင်းတဲ့အဖြစ်မှန်ကိုဆွေးနွေးသွားမှာပါဒီဆွေးနွေးမှုကနေပြီးတော့လေအွန်လိုင်းကြော်ကြားမှုဆိုတာရဲ့ရှုပ်ထွေးတဲ့သဘောတဘာဝတွေပြီးတော့ COVID-19 လိုကမ္ဘာလုံးဆိုင်ရာအဖြစ်အပျက်ကြီးတွေကလူတဦးချင်းစီရဲ့ဘဝကိုဘလို့တက်ရောက်စေနိုင်လဲအဲ့ဒါတွေအပြင်မော်တော့လူစီးရဲ့အမောင်ဗချန်လို့ဆိုရမယ်ဆွဲလန့်မှု ပြီးတော့ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရခြင်းရဲ့အကျိုးဆက်တီအဲ့ဒါတွေကိုပိုပြီးနည်းနည်းရှင်းရှင်းနားလည်နိုင်မှုမျှော်လင့်ပါတယ်ဟုတ်ကဲ့ ီလိုရှုပ်ထွေးတဲ့အဖြစ်ပျက်ကိုနားလည်ဖို့ဆိုရင်အဲကာရိုမော်တဲဇီဆိုတာဘယ်လိုလိုမျိုးလဲသူ့ဘဝအစပိုင်းကဘယ်လိုလဲဆိုတာအရင်ကြည့်ဖို့လို့မထင်တဲ့음သူကအသက်26နှစ်အီတလီဒတ်ချ်ကဗျာမျိုးသမီးမီလာမြုပ်နားမှာနေတယ်ရုပ်ရည်ကတော့တော်တော်လေးဆွဲဆောင်မှုရှိတဲ့သူပေါ့လေ only fans မလုတ်ခင်တုန်းကတော့သူကသမန်ရမွေးဆိုင်မှာရောင်းဝန်ထမ်းလုတ်ခဲ့တာဟုတ်တယ်စိတ်ဝင်စားစရာကောင်းတာသူကခီးတော့တာရောင်းဝါသနာပါတယ်တဲ့ က်26နှစ်မှာတင်နိုင်ငံပေါင်း26နာမည်ရောက်ပြီးသားဆိုတော့လေတော်တော်သွားထားတာပဲဟွန်းအနာဂတ်မှာလည်းခရီးတွေအများကြီးဆက်သွားဖို့အိမ်မက်ရှိခဲ့ပုံရပါတယ်။နောက်ပြီးမီလာစုဘဝလည်းရှိခဲ့တယ်။အိမ်ထောင်ချပြီးသားလေးတယောက်တောင်ရှိသေးတယ်။ဒါကတော့အရန်ချစ်တယ်လို့ဆိုပါတယ်။သူမရဲ့ကဘာတစ်ခုလုံးလိုပဲတဲ့။ဟုတ်ကဲ့။ဒါပေမဲ့အဲ့ဒီ2020ကကိုဗစ် -19 ကပ်ပြေးကြီးကသူ့ဘဝကိုတကယ်ကိုစောက်ထုံးမုံမြို့ထိသွားစေခဲ့တာ။ဟုတ်တယ်။အလို့ပြုံထွားတဲ့ဝင်ငွေလည်းမရှိတော့ဘူး။ ခီးသွားလာခွင်းနဲ့လဲပိတ်တော့အိမ်ထဲမှာပဲချင်းကုန်ရတာပေါ့အဲ့ဒီစိတ်ဖိစီးမှုတွေကြောင့်အိမ်တော်ရင်းမှလည်းပြဿနာတွေတက်လာပြီးနောက်ဆုံးတော့လမ်းခွဲလိုက်ကြတယ်ဒါဖြစ်သူပါလေဖေခင်လည်းလိုက်နေဖို့ရွေးလိုက်တော့ကယ်ရိုတယောက်ထဲချန်ရတာပေါ့อืมအဲ့ဒီချိန်မှာအလုတ်ကလည်းမရှိစုထားတာလေးတွေကလည်းဖြစ်ဖြစ်ကုန်လာတော့ဆိုတော့လီဝင်ငွေရမဲ့နီလာတစ်တီအွန်လိုင်းမှာရှာတော့တာပဲဒီလိုနဲ့ only fans ဆိုတဲ့ platform ကို တွေ့ထွားတာဒါကကိုယ့်ရဲ့ content တွေအများအားဖြင့်တော့ လူကြီးတွေအထက်ရည်ရဲတဲ့ပုံတွေဗီဒီယိုတွေတင်ပြီးလက်ဆင်ခြေပေးတဲ့ပြိသက်စီကနေဝင်ငွေရှာတဲ့နေရာတခုပေါ့လေဟုတ်ကဲ့ကဲရောကသူ့ရဲ့ရုပ်ရည်နဲ့ဆွဲဆောင်မှုကြောင့် OnlyFans မှာတော်တော်လေးမျက်မျက်နာမည်ကြီးလာတယ်ဝင်ငွေလည်းအများကြီးရလာတာဟုတ်တယ်အရင်ငွေရေးကြီးရေးခက်ခဲခရာကနေချမ်းသာတဲ့အဆင့်ကိုရောက်လာတာပေါ့သူမကိုယ်တိုင်ကလည်းဒီအလုတ်နဲ့ဒီအောင်မြင်မှုကိုဂုဏ်ယူခဲ့ပုံရပါတယ် ဒါကသူ့ဆုံးဖြတ်ချက်ဘသူမှဖီအားပေးလို့မဟုတ်ဘူးလို့ခံယူထားခဲ့တယ်။อืมဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာက only fans လို့ဟာမျိုးကငွေလိုနေတဲ့သူတွေအားအခွင့်အလမ်းလို့ဖြစ်နိုင်ပေမဲ့တစ်ဖက်မှာလည်းအမ်မမြင်နိုင်တဲ့ entity ရှုပ်ထွေးမှုတွေရှိနေနိုင်တယ်ဆိုတာပဲဟုတ်ပါတယ်အဲ့ဒါတကယ်ပါပဲသူကအောင်မြင်လာတဲ့အချိန်မှာပဲ David Fontana ဆိုတဲ့မြို့သားတယောက်သူ့ဘဝထဲဝင်လာတယ် David ကအသက်40ကျော်ပြီးဘန်ဝင်ထား ယောဂီကလည်းအတင့်အင့်ရှိပြီးလူနေမှုရှင်းတာမြင့်ပုံရတယ်။ဖူဘလော့ဂါတယောက်အနေနဲ့လည်းလူတိများတယ်လို့ဆိုတယ်။ကာရိုထက်အတက်နည်းနည်းပိုကြီးပြီးတော့အမ်ပိုတင်ကြီးနဲ့ပုံစံမျိုးပေါ့။သူတို့နှစ်ယောက်ကတော်တော်လေးမြန်မြန်ရင်းနှီးသွားတာရယ်။ဟုတ်ကဲ့ဒေးဗစ်ဘတ်ကကာရိုကိုအရင်ဆွဲလန်းသွားပုံရတယ်။သူ့မှာမူလကဇနီးရှိလျက်သားနဲ့နော်။ဟုတ်တယ်။ကာရိုကိုလက်ထပ်ပုံသင်ဖို့အထိရည်ရွယ်ပြီးကြွားရှင်းခဲ့တယ်လို့တော့သိရတယ်။ อืมသူရဲ့ဆက်ဆံရေးကလင်ကိဆောက်ပေါ်မှာတော်လေးအခြေခံခဲ့ပုံရတယ်ဒီနေရာမှာစိတ်ဝင်စားစရာတော့နည်းနည်းစိုးဝင်စရာတော့ဖြစ်လာတာက David က Carol ရဲ့ only fans လို့မှာတော်လေးဝန်ကူညီတယ်ပေါဝင်ပတ်သက်လာတယ်ဆိုတာပဲဟုတ်တယ်အတူဖြစ်အတူကိုယ်တိုင်ကချိန်နောင်တာတွေပါတွေကိုနှစ်သက်တော့အေး bondage ပုံစံမျိုးတွေကို caro ကိုတယုတ်ဆောင်ခိုင်းတာဗီဒီယိုရိုက်တာတွေလုပ်ပေးခဲ့တယ်ဒီလိုဟာတွေက caro အတွက်တခါတလေနာချင်းမှုသိစေတယ်လို့ဆိုပေမဲ့အမ် david ကိုချိန်နှက်စေချင်လို့တော့ အလုတ်တဘောရ professional ဆံဘူရောသူကတီးခန့်ခဲ့တယ်လို့ပြောကြတယ်။ Ừm ။ဒါအစားအကဲတဲ့ကဆက်ဆံရေးမှာတခုခုဟိုဟာလီအာနာချင်းခွင်ရှာမညီတာမျိုးရှိနေသလားလို့ထင်စရာပဲ။ဟုတ်တယ်ဟုတ်တယ်။အထူးသဖြင့် online content fan ဒီမှုမှာဒီလိုပါဝင်ပတ်သက်လာရဲ့အခါအိရှိမြင့်တွေကပိုပြီးဝေဝါးသွားရော Carol Book ကလည်းအောင်မြင်မှုနဲ့ပိတ်ဆံအတွက်ကိုကိုကိုနာကျင်စေနိုင်တဲ့ရာလေးကိုတော့လက်ခံခဲ့ရတာမျိုးဖြစ်နိုင်တယ်။ဒါပေမဲ့သူတို့ရဲ့အဲ့ဒီပြန့်ထန်တဲ့ဆက်ဆံရေးကကြာကြာတော့ခံခဲ့ဘူး။ လန်ခွဲလိုက်ကြတယ်ဟုတ်ကဲ့သူငယ်ကြီးဖြစ်တော့ဆက်ရှိနေဖို့သဘောတူခဲ့ကြရဲဆိုရတယ်လန်ခွဲပြီးတော့နော်ငါအခြေအနေကပိုပြီးတော့တောင်ထူးဆန်းလာလေဒါဗီဒေကကဲရိုနေတဲ့တိုက်ခန်းရဲ့ဘေးကအခန်းကိုပြောင်းလာခဲ့တယ်အေးကဲရိုကတော့ဒါကိုသူငယ်ချင်းဟောင်းကြီးရောက်အနားမှာရှိနေတော့လုံကြုံတယ်အားကိုးရတယ်လို့အကောင့်ဘက်ကတွေးခဲ့ပုံရတယ်တော်တော်ယုံကြည်ခဲ့ပုံပဲတော်တော်လေးကိုယုံကြည်ခဲ့တာ ဒါပေမဲ့ဒါဗီဒေရဲ့စိတ်ထဲမှာတော့ကယ်ရိုပွန်ဆွဲလန်းစိတ်ကလုံးဝလုံးဝကိုမလျော့တော့ဘူးပိုဆိုးလာတယ်လို့တောင်ပြောလို့ရမယ်ဟုတ်လားဟုတ်ကဲ့သူကကယ်ရိုကိုတိတ်တိတ်လေးစောင့်ကြည့်နေခဲ့တယ် only fans မှာ account တွေအများကြီးဖွင့်ပြီးတော့သူပရိသတ်တယောက်လိုဟန်ဆောင်ပြီးဆက်တွေ့ခဲ့တယ်သူကြိုက်တဲ့ bondage ပုံစံ content တွေတင်ပြဖို့ပိတ်ဆံပေးပြီးတောင်းဆိုခဲ့တယ်ဟုတ်မလဲဒါကထိန်းချုပ်ချင်တဲ့စိတ်ပိုင်းဆိုင်ရင်တဲ့စိတ်လွန်ကဲမှုရဲ့အန္တရာယ်လက္ခဏာတွေပဲ ်ကလဲစားမှုကကြီးမှာစနေသည်တကယ်ပဲခြေခွေးစရာရာဇဝမှုပဲကိုဦးဒီထွားစေခဲ့တယ်အဓိကအကြောင်းရင်းကတော့အဲတနည်းမှာဒါဗီဒေးကကယ်ရော့ဖုန်းပြောနေတာကိုခိုးနားထောင်မိတာနေစတယ်လို့ဆိုပါတယ်ဟုတ်တယ်ကယ်ရော့ကတတညအင်ယုံချားနဲ့ပြန်ပေါင်းပြီးသားလေးနဲ့သူမိသားစုဘဝဖြန်ထူထောင်ချင်တဲ့အကြောင်းပြောနေတာကိုချားလိုက်ရတာอืมဒီတရင်ကဒါဗီဒေးကိုအယံတော်တာထွက်သွားစေပြီးသူ့ရဲ့ဟိုထင်းချုပ်ထားတဲ့စိတ်တွေလုံးဝလက်ထွက်သွားစေခဲ့တယ်ဟုတ်ကဲ့ ကရော့ကိုလုံးဝဆုံးရှုံးရရုံးမယ်ဆိုတဲ့အတွေးကတို့တို့လက်မခံနိုင်စရာဖြစ်သွားတယ်။ဒါနဲ့ပဲကြောက်စရာကောင်းတဲ့အကြံစည်တခုကိုအကောင့်အထည်ဖော်ဖို့ဆုံးဖြတ်လိုက်ပုံပါပဲ။ဒါဗီနီကသူ့ရဲ့ only fans account တွေတဲကတခုကိုသုံးပြီးကရော့စီကိုပိတ်ဆံအများကြီးပေးမယ်။အထူးတောင်းဆိုမှုတခုလုပ်ခဲ့တယ်။အဲ့ဒီတောင်းဆိုချက်ကအရန်ကိုထူဆောင်မိအန်ရဲများတယ်နော်။ဟုတ်ကြည်။ကရော့ကိုတိုင်တတိုင်မှာကိုကိုကိုလက်ဘင်းမှာချူးချီခါခိုင်းနေ။ခေါင်းကိုအဲအမဲဆွတ်ထားခိုင်းနေ။ ပြီးတော့တရုတ်ယောက်ကသူ့ရဲ့ပေါင်နဲ့ပိုက်ကိုသူ့နဲ့အသားလေးထူပေးရမယ်ဆိုတဲ့တရုတ်ဖော်မှုမျိုးဘယ်လိုတောင်တောင်းဆိုမှုမျိုးလဲဟုတ်တယ်ဒါပေမဲ့ only fans လောကမှာဒီလိုထူးဆန်းတဲ့တောင်းဆိုမှုတွေက carrot တဲ့အစ်စ်တော်ဟုတ်ချင်မှဟုတ်မှာပေါ့လေပိတ်ဆံပမာဏများများပေးမယ်ဆိုတော့သူလက်ခံလိုက်မိပုံရတယ်อืมဒီလိုအန်ဒရယ်များနန်တဲ့တရုတ်ဖော်မှုအတွက်အကူအညီလိုလားတော့သူအယုံကြည်ဆုံးလို့ချင်းထားတဲ့အိမ်နီးချင်းသူငယ်ချင်းဒေးဗစ်ကိုပဲအကူအညီတောင်းခဲ့မိတာ ဒေးဗစ်ကလည်းကုညီဖို့ကိုဝမ်းမန်းတက်တာပဲသဘောတူခဲ့တယ်။တကယ်တောင်းဆိုသူဟာသူ့ကိုယ်တိုင်ပဲဆိုတာခဲရိုလုံးဝမတိခဲ့ဘူး။ဒါတကယ်ကိုယုံကြည်မှုကိုဆိုးဆိုးရွားရွားအလွယ်သုံးစားလုပ်တာပဲ။တကယ်ကြောက်စရာကောင်းတယ်။တေးဗစ်ဖော်နေတော့မှပဲအဲစိတ်ကူးတဲ့တော့မထေရဲလောက်အောင်ကြောက်စရာကောင်းတဲ့အဖြစ်ကဖြစ်သွားခဲ့တယ်။ဒေးဗစ်ဟာတူနဲ့အသားလေးထူရမယ့်အစားခဲရိုရဲ့ကောင်းကိုအရှိန်ပြင်းပြင်းနဲ့အချိန်ချင်းထူးနှက်ခဲ့တာ။ အမလီကယ်ရိုလာနာကျင်လို့အိုပေမဲ့ခြိချခံရတဲ့အပြင်ခေါင်းမှလည်းအိတ်ဆွတ်ထားတော့ဘာမှခုခံလို့မရခဲ့ဘူးတွေးပြီးအများကြီးထွက်ခဲ့တယ်အယံကိုကြောက်စရာကောင်းပြီးရက်ဆက်လိုက်တာဒေးဗစ်ကကယ်ရိုမသိမှစိုးလို့ဆိုပြီးဒါနဲ့လေဘင်းကိုထက်လိခဲ့ထိတယ်လို့ဆိုတယ်ဒီလိုရဲ့တေကသူ့ရဲ့နောက်ပိုင်းထွက်ဆိုချက်ဖြစ်တဲ့မတော်ရဆမှုဆိုရနဲ့လုံးဝမကြိုက်ဘူးဟုတ်ပါတယ်လုံးဝစန့်ကျင်နေတယ်ဒါကရှင်းရှင်းလင်းလင်းကြိုတင်ကြံစီထားတဲ့လူတက်မှုလက္ခဏာတွေပဲ ယုံကြည်ရပါတယ်ဆိုတဲ့တငယ်ချင်းကဒီလိုလုပ်ရတယ်ဆိုတာဘလို့မှစဉ်းစားလို့မရဘူးတပ်ပြည့်တဲ့နောက်ပိုင်းဒေးဗစ်ရဲ့လုပ်ရတဲ့ကပို့ပြီးတော့ဟွာလေအတိညာမဲ့ပြီးကြောက်စရာကောင်းလာတယ်သူကကယ်ရိုရဲ့အလောင်းကို ခုတ်ထက်ပြီး15ပိုင်းတိတိအပိုင်းပိုင်းဖြတ်ခဲ့15ပိုင်းဟုတ်တယ်ပြောအလောင်းအစိတ်ပိုင်းတွေကို plastic 8တင်နဲ့တခုစီတတ်တတ်ထည့်ပြီးအနမထွက်အောင် online ကနေမာထားတဲ့အေးခန်းတိတ်တားဒီ freezer ထဲမှာထည့်သိမ်းထားခဲ့တယ် ။တကတော်ယုံလူလုံနေတာမဟုတ်ဘူး။တကယ်ပဲ။ဒါတင်မကားသေးဘူး။ကယ်ရွန်အသက်ရှင်နေသေးအောင်ဟန်ဆောင်ဖို့ဒေးဗစ်ကသူမရဲ့ဖုန်းဆိုရှယ်မီဒီယာအကောင့်တွေ creative card တွေကိုတုံးခဲ့တယ်။ဟုတ်လား။ဟုတ်တယ်။တငေချင်းနေမိသားစုဝင်တွေအရင်ရိုးချားစီကိုကဲရော့အဖြစ်ဟန်ဆောင်ပြီးစားရီပုံမှန်ပို့နေခဲ့တယ်။ Only fans မှာလည်းသူကအလုတ်ကနာပြီးပြပကိုအပြီးပြောင်းထားပြီးတော့ကြီးညာခဲ့တယ်။ဒီလိုမျိုးလိန်ညာဟန်ဆောင်နေတာနလားလောက်ကြာခဲ့တယ်ဆိုတော့ ဒီလောက်ကြာအောင်ဘလို့များဟန်းဆောင်နေကြလဲမသိဘူးတကယ်ကိုအေးစားလွန်းတယ်ဒါပေမဲ့ဘေးလင်းလဲမှုမှထောက်ရတော့ဖုံးကွယ်ထားလို့မရပါဘူးလေအချင်းကြာလာတော့ကေရွန်ရဲ့အဆက်အသွယ်မရတာတွေထူးခြားတဲ့အပြုမှုတွေကိုသူ့ရဲ့ဆွေမျိုးတွေတငယ်ချင်းတွေကတတိထားမိလာတယ်ဟုတ်မှာဘလို့မျိုးလဲအင်းလိုအတန် message တွေမပို့ရတာမျိုးစာပြန်တာတွေအရင်ကြာတာစာအရေးထားပုံစံပြောင်းသွားတာမျိုးတွေပေါ့ only friends ပြည်သက်တွေကလည်းသူရုတ်တရက်ပျောက်သွားတာကိုအံ့ဩနေကြပြီอืม အရေးကြီးတဲ့ဘွဲတော်တစ်ခုကိုသူပုံမှန်မဟုတ်ပဲပြက်ကွက်ခဲ့တာကတန်တရားတွေကိုပိုပြီးခိုင်မာသွားစေခဲ့တယ်။နောက်ဆုံးမှာကယ်ရိုရဲ့ပြငယ်ချင်းတယောက်ကစိတ်မတင်ကပြပြီးရဲကို လူပြောက်တိုင်လိုက်တာပေါ့။ဟုတ်ကဲ့။ရဲတွေကစုံစမ်းစစ်ဆေးမှုတွေစလုပ်ပြီးတန်ရရှိသူတွေထဲမှာအင်ကြီးချင်းဒေးဗစ်လည်းပါလာတယ်။ရဲတွေသူစီလာမေတော့မယ်ဆိုတာသိသွားတဲ့အခါဒေးဗစ်ဟာစိတ်လှုပ်ရှားပြီးအလောင်းအစိတ်ပိုင်းတွေကိုအေးအေးခန်းခန်းကထုတ်အဲ့ဒီနေ့ထည့်ပြီး ဘောနော့မြို့နားကလူသိမ့်မရှိတဲ့တောင်ကျွားခြောက်ခန်းပါတစ်ခုမှသွားပစ်ထည့်တယ်။အဲ့ဒီမှာသွားပစ်ထည့်တာ哦။ဟုတ်တယ်။ကံကောင်းနဲ့ပြောဟမလားမသိဘူးမကြားခင်မှာပဲအိနာကဖြစ်သွားတဲ့လူတစ်ယောက်ကအမိုက်အိတ်ထဲကနေတောက်ပတဲ့လက်သေးနီဆိုထားတဲ့အမျိုးသမီးလက်ချောင်းတစ်ချောင်းထွက်နေတာကိုမြင်သွားခဲ့တယ်။ဟုတ်။ဒါနဲ့ရဲကိုအကြောင်းကြားရနေခြောက်ထဲမှာပစ်ထားတဲ့အလောင်းအစိပ်ပိုင်းဆက်ကူဟူလုံးကိုပြန်ရှာတွေ့ခဲ့တယ်။ဆွန်ဆန်းစစ်စီအပိုင်းကလည်းတော်တော်အရေးပါခဲ့တယ်နော်။အလောင်းရဲ့မျက်နာကိုမီးရှို့ထားတော့ စပိုင်းမှာဘသူလဲဆိုတာအတိဖြူပေါ်ခက်ခဲတယ်ဟုတ်တယ်ဒါပေမဲ့ကိုပေါ်ကထင်ရှားတဲ့တက်တူဆက်တခုကိုဓာတ်ပုံရိုက်ပြီး online မှာဖြန့်ဝေအကူအညီတောင်းတော့ Carol ရဲ့ Only Fans ပရိသတ်တွေကဒါ Carol မှာ Telsi ရဲ့တက်တူနေပါလို့မှတ်မိပြီးအတိဖြူနိုင်ခဲ့တာပရိသတ်တွေကမှတ်မိတာပေါ့อืมဒီအချိန်မှာတရင်ထောက်တယောက်ရဲ့ပါနေတဲ့လုဆောင်မှုကအမှုကိုအစွန်းအဖြတ်ပေးနိုင်တဲ့တက်တေတခုဖြစ်လာခဲ့တယ်။အဲ့ဒီတရင်ထောက်က OnlyFans အကောင့်အတစ်ဖွင့်ပြီးတဲတော်ပြီဖြစ်တဲ့ Carol ရဲ့အကောင့်ကိုစာဖို့မေးကြည့်ခဲ့တယ်။ ဟုတ်အန်ဩစီယာပဲကယ်ရော်ရဲ့အကောင့်ကနေသူမအဆင်ပြေကြောင်းဆိုတဲ့အကြောင်းပြန်စာပြန်ရောက်လာခဲ့တယ်ကယ်ရော်ထေပြီးနှစ်လအကြာမှာဒီလိုစပြန်လာတယ်ဆိုလာကသူမအဖြစ်ဟန်ဆောင်ပြီးအကောင့်ကိုတုံးနေတဲ့သူဒါဗစ်ရှိနေတယ်ဆိုတာတက်တည်ပြလိုက်တာပဲဒါတကယ်ခိုင်မာတဲ့တက်တည်ပဲဒါပြင်အလောင်းထည့်ခဲ့တဲ့ plastic အိတ်ကြီးပေါ်ကလက်ဝေယာ DNA နမူနာတွေတခြားထောက်ထားအောင်လုံးကလည်းတူးတဲသောတန်တရားရှိသူအိန်းနီဂျင်ဒေးဗစ်ဖွန်ဒါနာစီကိုပဲညွှန်ပြနေခဲ့တယ် ဟုတ်ကဲ့သူလုံးဝရှောင်လွဲလို့မရတော့တဲ့အခြေအနေဖြစ်သွားခဲ့တယ်။ဒီလိုခိုင်လုံးတဲ့တက်တွေနဲ့ရင်ဆိုင်ရတော့ဒေးဗစ်ဟာဝန်ခံခဲ့တယ်ပေါ့။ကယ်ရိုကိုတက်ဖဲတယ်။အလောင်းကိုဖျောက်ဖျက်ထည့်တယ်ဆိုပြီးတော့ဟုတ်ကဲ့ဒါပေမဲ့သူ့ဝန်ခံချက်မှာနှောင်ကြရတဲ့ပုံစံသိမတရားဘူးဒါစိတ်လိုက်မှန်းပါဖြစ်သွားတဲ့မတော်တဆမှုတစ်ခုသာဖြစ်သည်အချိန်ကိုနောက်ပြန်လဲခွင့်ရရင်ဘယ်တော့မှလုံးဝမဟုတ်ဘူးဆိုတဲ့သဘောမျိုးပြောခဲ့တယ်အင်း ဒီစကားကသူ့ရဲ့ရက်ဆက်တဲ့လောကရည်တွေနဲ့ဘလုံးမမကိုက်ညီဘူးလေလုံးဝမကိုက်ညီပါဘူးစိတ်ကျမ်းမာရေးပညာရှင်တွေကသူ့ကိုစစ်ဆေးအကြက်ဖြတ်ခဲ့ရမှာဒေးဗစ်ဟာကဲရော့အပေါ်မှာအလွန်အမင်းဆွဲလာမှု obsession ရှိနေပြီးသူ့မှာကိုယ်ရည်ကိုယ်သွေးကွဲလွဲမှု personality disorder ၃မျိုးလောက်ရှိနိုင်တယ်လို့တွေးရှိခဲ့ကြတယ်ဟုတ်ကဲ့ဒါကဆိုလိုတာကသူကတခြားသူရဲ့ခံစားချက်ကိုနားလည်နိုင်စွမ်းမရှိတာကိုချင်းစားတဲ့အခုံးပါတာကိုလိုချင်တာကိုရဖို့ဘာမှမစုလောက်တတ်တာမျိုးဖြစ်နိုင်တယ်ဗော။ ကယ်ရိုကိုဆုံးရှုံးရမှကြောက်တဲ့စိတ်ကသူ့ကိုထိမ့်ချုပ်နိုင်စွမ်းမေ့စေပြီးကလေးစန်းနဲ့အတကြီးတဲ့လောရကိုကျူးလွန်စေခဲ့တယ်လို့သုံးသပ်ထည့်ကြတယ်။တရားစီရင်ရေးအပိုင်းကတော့ဘလို့ဖြစ်သွားလဲ2023ခုနှစ်ဇွန်လ10ရက်နေ့မှာတရားရုံးကအသက်44နှစ်ရဲ့ဒေးဗစ်ဖွန်တာနာကိုလူသက်မှုအလောင်းလျှော့ဖြစ်မှုတွေအတွက်အပြစ်ရှိကြောင်းဆုံးဖြတ်ပြီးထောင်ဒဏ်30ချမှတ်ခဲ့ပါတယ်။30ဟုတ်ကဲ့ဒီပြစ်ဒဏ်က ကျူးလွန်ခဲ့တဲ့ပြမှုရဲ့ရက်ဆက်မှုကျူးတင်ကြံစီမှုလှစားမှုတွေနဲ့ရှင်ရဲအရန်ပို့လွန်တယ်လို့အီတလီပြည်သူလူထုကကြကြပြန့်ပြန့်ဝေဖန်ကန့်ကွက်ခဲ့ကြတယ်ဟုတ်ပါပဲကီလောရက်ဆက်တာကိုအင်းတတတချွန်းနမို့ဒီထက်ပိုပြင်းထန်တဲ့ပြစ်ဒဏ်တုံးဆိုးခဲ့ကြတယ်ဒါပေမဲ့နောက်ဆုံးသိရသလောက်တော့ပြစ်ဒဏ်ကနေ30အဖြစ်ပဲရှိနေသေးပါကာရိုမာတီစီရဲ့ဒီအဖြစ်ဖြစ်တစ်ခုလောက်ကိုပြန်ကြည့်လိုက်ရင်တကယ်ကို1နဲ့0တင်ကန်းစာလေးအများကြီးရတယ် online ကဘာကပေးတဲ့အောင်မြင်မှု ချမ်းသာမှုတွေရဲ့နောက်ွယ်မှာရှိနိုင်တဲ့အန္တရာယ်တွေကိုဗစ် -19 လို့မမျောလင့်ထားတဲ့အပြောင်းလဲတွေက လူ့ဘဝတွေကိုဘလို့ရိုက်ခတ်နိုင်တယ်လဲဟုတ်တယ်လူတယောက်ရဲ့ဆွဲလန်းစိတ်ကဘလို့ကြောက်စရာကောင်းနိုင်တယ်လဲပြီးတော့နီးခတ်ဆုံးလူကိုယုံကြည်မိရကနေဘလို့ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်တယ်လဲဆိုတာဒီကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်ဟုတ်ကဲ့ဒီဖြစ်ခန့်นี้ကျွန်တော်တို့စဉ်းစားရမှာလေအများကြီးရှိပါတယ် online ပေါ်ကလူတယောက်ရဲ့ပုံရိပ် persona ပေါ်လေနဲ့သူတို့ရဲ့တကယ်လက်တွေ့ဘဝကအားနဲ့ချက်ထိခိုက်လွယ်မှုတွေကြာကကွာဟချက်ကသူတို့ရဲ့လုံခြုံရေးကိုဘလို့ထိခိုက်စေနိုင်တယ်လဲอืม Carol ရဲ့ online ကနာမည်ကျော်ချမှုကသူ့ကိုပို့လုံခြုံစေခဲ့လားဒါမှမဟုတ်အန်ဒီရဲ့ရှိတဲ့ဆွဲလန်းမှုမျိုးကိုပို့ပြီးဆွဲဆောင်ခဲ့သလားဒီကိစ္စမှာတော့ဒုတိယတစ်ခုကပို့မှန်နေခဲ့တယ်နော်သူကြောက်စရာကောင်းတဲ့လုံရကိုကျူးလွန်ခဲ့တယ်ဆိုတော့ ဘသူကိုဘလို့ယုံကြည်ရမလဲဆိုတာတကယ်ကိုခက်ခဲတဲ့မေခွန်းဖြစ်လာတယ်။ဒါပြင် COVID-19 ကရောဂါကြောင့်ဖြစ်ခဲ့တဲ့အထူးကြံမှုအလို့အကိုင်မတည်ငြိမ်မှုတွေက Carol လူတွေရဲ့အတွက် OnlyFans လို့ platform တွေစီတွန်းဖို့ခဲ့တလား။အရေးချင်းတွေကတော့သူမရဲ့ဆုံးဖြတ်ချက်တည်းအန်ဒီဟေကိုရင်ဆိုင်နေစွမ်းအပေါ်ဘလို့တက်ရောက်ခင်နိုင်မလဲဆိုတာလဲစဉ်းမစရာပဲဟုတ်တယ်ဒေးဗစ်ရဲ့ဆွဲလမ်းမှုနဲ့ထိန်းချုပ်လို့စိတ်ကတဖြည်းဖြည်းအဆင့်ဆင့်တက်လာပြီးနောက်ဆုံးမှာ မြေပဲခံရမှာကိုကြောက်တက်စိတ်ကနေရက်ဆက်တဲ့အကြံ့ဖက်မှုထိဖြစ်သွားခဲ့တယ်။ဒါက obsession ရဲ့အဆုံးစွန်ကြောက်စရာတစ်ပါးပါပဲ။လူတွေကိုယုံကြည်သူထားတာနဲ့ကိုယ့်ရဲ့လုံခြုံရေးအတွက်တတိထားတာကြမှာဟန်ချက်ညီအောင်ဘယ်လိုလုပ်ကြမလဲ။အထူးသဖြင့် online ရောလက်တွေ့ဘဝမှာပါဆက်ဆံရေးတွေရောထွေနေတဲ့ဒီခေတ်ကြီးမှာပေါ့။ဟုတ်ကဲ့။ကိုယ့်ရဲ့ကိုတာအချက်လက်တွေကို ဖဲတိုင်းတာအထိမျှဝေတင်တယ်လေ။အနေရရှိနိုင်မဲ့လက္ခဏာတွေကိုဘယ်လိုစောစောစီးစီးတတိပြုမိနိုင်မလဲ။ อืมနောက်ဆုံးအနေနဲ့စဉ်းစားစရာခြံထားခဲ့ခြင်းတာကတော့လေကျွန်တော်တို့ social media တွေပုံမှန်နေ့တိုင်းမြင်နေရတဲ့သူများတွေရဲ့ပြည့်ပြည့်စုံတဲ့ပေါ်ဝါရီအောင်မြင်မှုတွေဟာဘဲတိုင်းတာအထီကအစင်မှန်ဖြစ်ပြီးဘဲတိုင်းတာအထီက group design ဖန်တီးထားတဲ့ပုံရိပ်တွေဖြစ်နိုင်မလဲဟုတ်တယ်ဒါစဉ်းစားစရာပဲအဲ့ဒီတောက်ပရဲ့ပုံရိပ်တွေရဲ့နောက်ွယ်မှာ Carol Mount Tessie လို့ပဲ ပြောမထွက်နိုင်တဲ့အခက်ခဲတွေဖြီအားတွေဒါမှမဟုတ်အန္တရာယ်တွေရှိနေနိုင်တယ်ဆိုတာကိုတော့ကျွန်တော်တို့ဘလို့သတိပြုစင်ချင်ကြမလဲဆိုတာပါပဲလူတယောက်ရဲ့အပြင်းမှန်းပုံရိပ်နဲ့သူတို့ရဲ့အသွင်းစိတ်သူတို့ကြုံနေရတဲ့အခြေအနေတွေကြာကကွာဟာချက်ကိုသတိမူမိဖို့တကယ်အရေးကြီးပါတယ်